တင်ဆက်ပေးမယ့်သတင်းကတော့မိထီလာမြို့မှာတန်ဃာတော်တဘာတက်ဖြတ်ခဲ့မှုမှာကျူးလွန်ခဲ့သူတွေကိုပြစ်ဒဏ်ချမှတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မိထီလာမြို့မှာတန်ဃာတော်တဘာကိုတက်ဖြတ်မှုမှာကျူးလွန်ခဲ့သူတွေကိုမေလ21ရက်နေ့ကပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။အဲ့လိုပြစ်ဒဏ်ချမှတ်ခဲ့ရမှာတန်ဃာတော်အားတက်ဖြတ်မှုကျူးလွန်ခဲ့သူအန်နဝါအားပုံမှန်302နှစ်နဲ့ထောင်ဒဏ်တသက်တကျွန်းပုံမှန်295ကာရထောင်ဒဏ်2နှစ်ပုံမှန်144အရထောင်ဒဏ်2နှစ်တိကျစီကြာခံစီရန်ဇော်ထက်နိုင်ခေါ်ဘာဂျီအား ုံမှ144ရာထောင်တန်းနှစ်905ခနဲ့ထောင်တန်းနှစ်တီးကြစီကြခံစီရန်မျိုးဝင်းခေါ်လက်ရှိအားပုံမှ144နဲ့ထောင်တန်းနှစ်မျိုးထွန်းအား302နှစ်မြင်းစောက်114နဲ့ထောင်တန်း10နှစ်295ခနဲ့ထောင်တန်းနှစ်144နဲ့ထောင်တန်း2နှစ်တီးကြစီကြခံစီရန်တရခန့်မျိုးညွန့်အားပုံမှ302နှစ်မြင်းဆောင်114နဲ့ထောင်တန်း10နှစ်295ကနဲ့ထောင်တန်း2နှစ် 144နဲ့ထောင်ဒဏ်2နှစ်တိကျစီကြာခံစီရန်ဖိုးချိုအားပုံမှ302နဲ့ထောင်ဒဏ်10နှစ်295ကနဲ့ထောင်ဒဏ်2နှစ်144နဲ့ထောင်ဒဏ်2နှစ်61နဲ့ထောင်ဒဏ်9နှစ်ပုံမှ436နဲ့ထောင်ဒဏ်9နှစ်တိကျစီကြာခံစီရန်ညီညီနိုင်အားပုံမှ302နှစ်မြေဆောင်111နဲ့ထောင်ဒဏ်9နှစ်295ကနဲ့ထောင်ဒဏ်2နှစ် 905ခနဲ့ထောင်တန်းနှစ်နှစ်တပေါင်းနဲ့ကြာခံစေရန်အမေးချမှတ်ခဲ့ရဖြစ်ပါတယ်။အဲ့ဒီအမှုကိုဧပြီလ10ရက်နေ့ကတရားစွဲဆိုခဲ့ပြီးမိဒီလာခရိုင်တရားရုံးမှာရစက်ကြီးအမှုအမှတ်16မြင်းဆောင်2023နဲ့လက်ခံခဲ့ပြီးဧပြီလ22ရက်နေ့မှာပထမယုံကြည်ရင်ဖြစ်စတင်ကြားနာဆစ်ဆဲခဲ့တာဖြစ်ပါတယ်။အမှုမှာပါဝင်ကျူးလွန်ခဲ့သူတွေကအသက်မပြည့်သေးတဲ့ပါဝင်ကျူးလွန်သူတအုပ်ကိုတော့ခလေးတငယ်အဲ့ဥပဒေအရအောင်ယုံကိုပြောင်းလဲဆစ်ဆဲခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာအမှုမှာပါဝင်ကျူးလွန်ခဲ့သူတွေကတရားခံလေးဦးဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းတရားခံပြင်းများဖြစ်တတ်မှတ်ကတရားစွဲဆိုထားတယ်လို့သိရပါတယ်ရှင်။ ားပွားရဲ့ဖြတ်သန်းလာတဲ့အချိန်တိုင်းမှာမိသားစုဆိုတဲ့အရာကြောင့်ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ပြည့်ဝနေခဲ့တယ်လေဒါပေမဲ့ကျွန်မအသက်ရရလာတာနဲ့အမျှနောက်မှကြံနေခဲ့မယ့်နေ့ကိုချိုးမြင်လာတယ်လို့ပဲအသက်ရရလာတာနဲ့အမျှအယိုးတွေအသိသီးစားယုံနေလာပြီးတွာလာလို့ရှားနိုင်စမ်းတွေရောကြလာလေးရှိတယ်ဒါတွေကိုရှောင်ရှားဖို့အတွက်တာမန်တို့တွေထက်ကယ်စီယမ်နဲ့စပူမှုပါဝင်တဲ့အဲလင်းကိုနေ့စဉ်တောက်လိုက်ပါ၈၀၀ဂရမ်အပြင်၄၀၀ဂရမ်ထုတ်ပုံးပုံစံအသစ်နဲ့လည်းရရှိနိုင်ပါပြီ